သာသနာတော်နှစ်2568ကောသာတက္ကရ1386ခုနှစ်တပေါင်းလာပြီးကျော်35ရက်28ရက်3လ2025မန္တလေးမြို့ဦးဝင်းမြင့်ဒေါက်ခင်အေဝင်းညီမဖြစ်သူဒေါက်ခင်တန်းထေရွှေမြင့်ကလေးပဲခွဲတဲ့မိသားတစုနှစ်ရင်းနှံကျောင်းမြို့ကိုစိုးနိုင်မလလမြင့် မိသားတစုကမလလမင်း58နှစ်ပြည့်မွေးနေ့ကိုကြောင်းပြုပြီးတော့မှဓမ္မရဏပြုလုပ်ကြရဝယ်ဟောကြားအပ်သောရှင်သာတိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း31တရားတော်ပြီးခဲ့တဲ့အပိုင်း30မှာရှင်မဂုဋ္ဌိကနဲ့အရှင်သာတိပုတ္တရာတို့ဆွေးနွေးတဲ့ခံလေတာဝတိပိစိတ်တော်မှာနေကြတဲ့အခါ ရှင်မဂုတိကကမေးတယ်ဘဂဝတိအာဟုသောမြမသရိယဟောတတိအာဟုသောသာရိပုတ္တရှင်မယသာရိပုတ္တရာဘဂဝတိမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သာသနာတော်၌မြမသရိယမြတ်သောကျင့်တဲ့ကိုဟောတတိကျင့်သုံးပြီးတော့နေကြတယ်လူတွေမြတ်သောကျင့်ကိုကျင့်ကြတယ်အဲ့ဒီကျင့်တွေကိုကျင့်ကြတာမာတော့ကျင့်တာလေ ဲ့မှာမေကုံးဆယ်ဘူးဒိဋ္ဌဓမ္မဝေရဏိယတံပရာယိကဝေရဏိယဒိဋ္ဌဓမ္မဆိုတာကချက်ချင်းကျူးပိမဲ့ကံတံပရာယိကဆိုတာကငောင်ဘဝမှာကျူးပိမဲ့ကံချက်ချင်းကျူးပိမဲ့ကံကြတော့ချက်ချင်းကိုကျူးပိတာဘုရားစာပေမှာအများကြီးရှိပါတယ်ဥပမာမောင်ပုံနာ တရားတရားလည်းတအားကောင်းနေတယ်အလှကံပုဂ္ဂိုလ်ကလည်းဏိရောဓသမပတ်ကထလာတယ်လှူတဲ့ပစ္စည်းကလည်းဓမ္မိယလတ္တတန်ရှင်းစင်ကြဲတဲ့ပစ္စည်းဖြစ်အဲ့ဒါချက်ချင်းကျိုးပေးအဲ့တော့ဒိဋ္ဌဓမ္မဝေရဏိယအခုကျိုးပေးမဲ့ကံကိုတံပရာကြီးကနောင်မှကျိုးပေးပါအခုမလိုချင်သေးလို့အတ္တဗရာကြီးကနောင်မှကျိုးပေးမဲ့ကံကိုခုခုရွေးကျိုးပေးပါခုမှလိုအပ်နေလို့အဲဒီလိုပြောင်းလဲလုပ်ခြင်းလို့ ဘာသာတရားကိုလိုက်တာကျင့်သုံးတာလားဒီနေရာမှာဗြဟ္မစရိယဟုတ်တတိဆိုတာသတော်ကောင်းတယ်ဗြဟ္မစရိယမြတ်တော်ကျင့်ဆိုတဲ့နေရာမှာဒါနတိပြုသီလစောက်တိဘာဝနာပွားတနည်းအားဖြင့်ပြောရင်၅ပါး၈ပါးသီလစီဆို၅ပါးသီလ၈ပါးသီလတွေစောက်ပြီးတမထလို့ဝိပဿနာလုပ်တဲ့အလုပ်ဘာဝနာလုပ်တဲ့အလုပ်ဒီအလုပ်တွေလုပ်ပြီးတော့နေကြတာအဲ့ဒီကံတရားကိုပြောင်းရင်လို့လုပ်တာလားလို့မေးတယ်တော့အဲ့လိုမဟုတ်ဘူး အဲ့လိုမဟုတ်ဘူးကံတရားပြောင်းနေဟုတ်တာပေါ်သူတော်ကောင်းတို့တို့အခုကျိုးပေးမဲ့ကံကိုနောင်ပါကျိုးပေးနောင်ကျိုးပေးမဲ့ကံကိုခုကျိုးပေးဒီလိုပြောင်းလို့ရလားမရဘူးဦးဇင်းတို့သူတော်ကောင်းတို့တို့ဗီဇာနိယာမခေါ်တာပေါ့တချို့ပင်နေကြတော့အကြာကြီးနေမှတီးတယ်တချို့နေပင်နေကြတော့စိုက်ပြီး2လ3လလောက်ဆိုတီးတယ်တစ်ပင်နေတီးဖို့မတူဘူးကံနေတဲ့ဒီတိုင်ကမ္မနိယာမလည်း ကံတစ်ခုနဲ့တစ်ခုဟာမတူဘူးဟာအသစ်ပင်နေဆိုရင်တချို့ဆိုရင်သူတော်ကောင်းတို့တွေတောင်သူလယ်သမားတွေပို့တည်တယ်အတရာတည်တဲ့ကိုသုံးသီစားဆိုက်တဲ့မျိုးစေ့တွေရှိအဲ့တချို့ထမ်းမင်လိုဟာမျိုးကြတခါဆိုက်ထိုင်အကြာကြီးနေမှအသည့်ဆိုတာစားရတယ်ခဏထမ်းမင်စားပြီးမနေ့ပြန်တည်တည်ပါသေးလို့ဒီလိုပြောလို့မရဘူး ဲ့တော့ဗီဇာနိယာမကိုပြောင်းဖို့မရသလိုပဲပြောင်းလို့မရသလိုကမ္မနိယာမလည်းပဲမပြောင်းမရဘူးလို့ဒီလိုပြောချင်တာဒါဆိုရင်ねဒုက္ခဝေဒနိယာကိုဒုက္ခဝေဒနိယာတချို့ကံနေကြတော့ကောင်းကျိုးချမ်းသာတွေပေးမယ်တချို့ကြတော့ဆင်းရဲတဲ့အကျိုးတွေပေးကိုယ်ကမကောင်းတာလုပ်ထားပြီးတော့ဆင်းရဲတဲ့အကျိုးရမှကြောက်ပြီးတော့ကောင်းကျိုးချမ်းသာရခြင်းလို့ ကောင်းကျိုးချမ်းသာလုပ်ငန်းပြုလုပ်ပြီးတော့ဆင်းရဲတဲ့ကြိုးတွေရလိမ့်မယ်လို့ယုံကြည်နေတာမျိုးပေါ့ပြောင်းလဲပြစ်ချင်တာမျိုးဒါမျိုးတွေလုပ်လို့ဒုက္ခရတဲ့ဘာသာတရားလိုက်နာခြင်းသုံးသလားမြတ်တော်ချင်းကိုကျင့်ကြတာလားမြည်တော့အဲ့လိုလည်းမဟုတ်ဘူးကောင်းတာလုပ်ထားရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ထားရင်မကောင်းကျိုးပေးမယ်ပေါ့အဲ့တော့ဒီနေရာမှာစဉ်းစားရတဲ့ခုဥသေဘုရားဘာသာတော်ကောင်းတွေဖះရှေမှာထိုင်ပြီးဩဃာသာဩဃာသာအာလူကြီးတွေဒီမှာတွေမှာထိုင်ပြီးတော့ ဩဃာသဩဃာသနဲ့ရှစ်ခိုးတောင်းပန်ကြတာတွေရှိတယ်။အဲ့လိုရှစ်ခိုးတောင်းပန်လိုက်တဲ့အခါကျတော့အဲ့ဒီပြုထားတဲ့အကုသိုလ်တွေကကြေရောလာလို့မိတယ်တော့ကုံရောလာမိတယ်တော့အကုသိုလ်ကမကုန်ဘူး။ပြုပြီးတာကပြုလို့လို့ပြီးသွားပြီ။အာရမစ။အဲ့ဒီပြုလို့တဲ့ပြုလို့ခဲ့တဲ့အရာကြီးကမပြုလို့တဲ့အရာကြီးဖြစ်သွားပြီးတော့မှပြန်တွေးလေလေစိတ်နှလုံးမချမ်းမြေ့လေလေဖြစ်လာရ အဲ့ဒါဝိပရိသနာစာဒီလိုခေါ်တာပေါ့အဲ့တော့ပြုလို့ပြီးသားကိုတော့ထားလိုက်တော့အဲ့ဒီပြန်ပြီးတော့တသိသိတွေးနေရင်ပူဝါဒကြီးကိုပယ်ဖြောက်ခြင်းလို့အတောင်းမှန်ကြတာရှစ်ခိုးကြတာကြည်သလားလို့မေးရတော့မကြည်ဘူးဒါပေမဲ့လို့ဘာဖြစ်လို့မေးရတော့ဒီအကုသိုလ်အကြောင်းပြုပြီးနောက်ထပ်အကုသိုလ်တွေထပ်ထပ်တိုးနေတဲ့ အတိုးကိုဘာဖြစ်လို့မေးလဲတော့ပယ်ဖြောက်သွားတာခေတ္တကားနဲ့ပြောရင်တော့အတိုးကိုတတ်လိုက်တာပေါ့အတိုးကိုရက်ခိုင်းလိုက်တာအရင်ကိုဖြောက်တာမဟုတ်အရင်ကဖြောက်လို့မရဘူးအတိုးပဲတတ်ရတာအဲ့ဒီငွေကြီးထားတဲ့ပုံစံတွေကဒီတိုင်းမှာအတိုးတော့တတ်လို့ရတယ်အရင်တော့ဖြတ်ဖို့ကခက်တယ်ဓမ္မတခါတခါအရင်မှာကိုလျှော်ပေးလိုက်တာမျိုးလဲရှိကောင်းရှိတတ်တယ်ဥဒ္ဓရဘာသာတရားမှာလည်းပဲဒီတိုင်း ကိုပြုထားတဲ့အကုသိုလ်ကိုပယ်ဖြောက်လို့ရတဲ့နည်းရှိတယ်။ဘာနဲ့ပယ်ရမလဲမေးရင်သူတော်ကောင်းတို့တွေမကုသိုလ်နဲ့မကုသိုလ်ရတယ်ဆိုရင်တော့တော်ရအကုသိုလ်တွေပြေသွားတယ်တော်ရအကုသိုလ်မဟုတ်ဘူးမကုသိုလ်ကြီးကြီးနဲ့ဆိုအကုသိုလ်တွေအကုန်လုံးကိုပယ်စားပလက်လို့ရတယ်ယတပါပံကတံကမ္မကုသလေနာပိရိယတိပြုထမ်းတဲ့အကုသိုလ်တွေကိုကုသိုလ်တရားနဲ့ပိတ်ဆို့ပလိုက်လိုက် ရှင်ကုဋေမာလာကြီးအကလူတွေတတ်ခဲ့တဲ့အကုသိုလ်တွေဘာနဲ့ပယ်တယ်မိတဲ့တော့အဲ့ဒါတွေကိုသူမက်ကုသိုလ်နဲ့ပိတ်ပလိုက်လိုက်ယတ္တပါပံကတံကံမှာကုသလေနာပြိပိယတိဆိုအဲ့ဒါကိုကြီးကြီးကြီးနဲ့ပိတ်မှရတာတိတိလေးနဲ့တော့ပိတ်လို့မရဘူးတိတိလေးနဲ့သွားပိတ်ရင်မဖြစ်တော့ဘယ်ထွက်သွားမှာမျိုးစိတ်လေးဘလောက်ကောင်းကောင်းအဲ့ဒီမျိုးစိတ်လေးကို မြေကြီးနဲ့လည်းထိမခံဘူးရေနဲ့လည်းထိမခံဘူးဆိုတော့အဲ့ဒီမျိုးစေလေးကအပြင်ပြန်ပေါက်တော့ဒီတိုင်းပဲမဲ့ကုသိုလ်နဲ့အကုသိုလ်တွေပယ်တတ်လိုက်ပြီဆိုရင်အဲ့ဒီမဲ့လည်းပယ်တတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာပြုလုပ်လိုက်တဲ့ကောင်းမှုမကောင်းမှုတွေဟာမဲ့ကုသိုလ်တွေပယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်ပြောရဟန္တာပုဂ္ဂိုလ်ကြီးတွေကိုပြောတာ န္တာပုဂ္ဂိုလ်ကြီးတွေပြုလုပ်တဲ့ကောင်းမှုမကောင်းမှုရဲ့နောက်မကောင်းမှုကတော့ယန္တာပုဂ္ဂိုလ်ကြီးတွေမလုပ်တော့ဘူးကောင်းမှုလုပ်တာရှိတယ်အဲ့ဒီကောင်းမှုရဲ့နောက်မှာဘာမပါတော့ဘူးလဲမေးတယ်တော့ကိလေသာခေါ်မပါတော့ဘူးတဲ့အဲ့ဒါကြောင့်မျိုးစေ့ရေနဲ့မြေနဲ့ကင်းကွာသွားသလိုသူတို့ဒီလိုဖြစ်ကြတယ်လို့ပြောတယ်အဲ့ကြောင့်မို့ဒီနေရာမှာဒုက္ခဝေဒနိယကောင်းတဲ့ကံကိုဒုက္ခဝေဒနိယကောင်းတဲ့ကံဖြစ်ရောက်ဖို့ ဒုက္ခဝရဏိယကံကိုလည်းပဲဒုက္ခဝရဏိယကံပြောင်းဖို့အတွက်ဘာသာတရားလိုက်နာကျင့်သုံးကြတာလားမင်းဒါလည်းမဖြစ်နိုင်ဘူးတဲ့မဟုတ်ပါဘူးနောက်တစ်ခါပရိပက်ကရင့်ကျက်တဲ့ကံအပရိပက်ကမရင့်ကျက်တဲ့ကံဒီကံနှစ်ကံကိုပြောင်းပြန်ပြန်ကြည့်လို့ရောဘာသာတရားလိုက်စားတာလားမင်းအဲ့လိုလည်းမဟုတ်ဘူးနောက်ပြီးတော့ဘဟုဝေရဏိယတဲ့ဘဟုဝေရဏိယဆိုတာအကျိုးတွေများကြီးပေးမဲ့ကံအပဝေရဏိယအကျိုးတွေနည်းနည်းလေးပေးမဲ့ကံ ဗမာတကဘုံရှိတယ်လေညောင်မင်းကြီးလောက်လူရည်လူတော်လဲညောင်သေးလေးလောက်ရညောင်သေးလေးလောက်လူတော်လဲညောင်မင်းကြီးလောက်ရလို့ရှိဒီတိုင်းပဲအကျိုးလက်နဲ့ပေးမဲ့ကံကိုများများပေးလောက်များများပေးမဲ့ကံကိုနည်းနည်းပေးအောင်ပြောင်းလဲခြင်းလို့ဘာသာတရားလိုက်နာခြင်းသုံးတာလားလို့ပြောတယ်အဲ့လိုလည်းမဟုတ်ဘူးနောက်တက်ကဝေဒနိယကံပေါ့အကျိုးပေးမဲ့ကံပေါ့အဝေဒနိယကံအကျိုးမပေးတဲ့ကံပြန်ပြောင်းရင်လို့အဝေဒနိယကံကို ဝေဒနိယကံပြင်ပြောင်းလဲလုပ်ခြင်းလို့ဘာသာတရားလိုက်နာခြင်းသုံးနာလားလို့ရှင်မကုဋ္ဌိကကမိတော့အဲ့လိုလည်းမဟုတ်ဘူးအထကိမတံဘဂဝတိမြန်မာစရိယာဟုတ်တည်းအထထိုသူဖြစ်ရင်ကိမတံဘေကျုံငါအာဟုသောသာရိပုတ္တရာရှင်သာရိပုတ္တရာဘဂဝတိမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံတော်၌မြန်မာစရိယာမြတ်သောအခြင်းတွေကိုဟုတ်တည်းကျင့်သုံးပြီးတော့နေကြတာလေဘုရား အဲ့တော့အဲ့ဒီကံတွေပြောင်းလဲလို့ဖို့မဟုတ်ဘူးဆိုရင်ဘာအတွက်လိုက်နာကျင့်သုံးပြီးတော့နေကြတာလဲလို့မေးလိုက်တော့အရှင်သာရိပုတ္တရာကြီးကဖြေတယ်သိဖို့အတွက်လိုက်နာကျင့်သုံးနေကြတာဟုတ်တယ်လေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရာဗုဒ္ဓဆိုတာသိသူပဲဘုဇတိတိဗုဒ္ဓဟာသိသိသိလိုက်တဲ့အရာတွေသိလို့ဗုဒ္ဓ အဲ့ဒါကိုတောင်းပြမာကန္တောင်ဆရာတော်ကြီးကဒီမှာဘုရားကုံတော်ကြီးရေးတဲ့ခါမှာသောဘဂဝါတို့ရှင်ဘုန်းတော်တခင်ရှင်တော်မြတ်ဘုရားဒီဣတိပိဣမိနာသာကရဏေနဒုက္ခသမုဒယနိရောဓနဲ့မေကမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ပုံကြီးများဝိနည်းကိုမတွေ့အတူသိစေတော်မူတတ်သောဤရဲ့ကြောင့်ကြောင့်ဒီဘုရောဘုရားဟူသောဂုံတော်ကြီးဖြင့်အန်ကြီးမြတ်ကုန်မြမဘုံတိုင်အောင် ြန့်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဟောဗုဒ္ဓဆိုတာသစ္စာလေးပါးကိုကိုယ်တိုင်သိတယ်သူများကိုလည်းပဲကိုယ်သိသလိုသိအောင်ညွှန်ကြားပေးတယ်လို့ဗုဒ္ဓတဲ့ဒီလိုပြောအဲ့တော့ပြောကြတဲ့သတော်ကောင်းတို့တွေဘာသာတရားကိုလိုက်နာကျင့်သုံးကြခြင်းဟာဘာအတွက်လဲမေးလိုက်တော့သိဖို့အတွက်ဘာကိုသိရမှလဲမေးတော့ဒါကဒုက္ခဒါကဒုက္ခဖြစ်ကြောင်းတမှုရိယဒါကဒုက္ခချုပ်ကြောင်းမက်က ဒါကဒုက္ခချုပ်တယ်និရောဓသစ္စာ၄ပါးသိဖို့သစ္စာ၄ပါးသိဖို့တွေ့ကျင့်ကြတာအဲ့သစ္စာ၄ပါးသိဖို့တွေ့ဘာပွားရမလဲမင်းတို့မြတ်ခင်ရှင်ပါရင်၌တည်အောင်ပွားရမြတ်ခင်ရှင်ပါရင်၌တည်အောင်ပွားရတော့အဲ့ဒီမြက်ခလို့ခေါ်တဲ့တရားတွေကဘာတွေလုံးလုံးမှလည်းမေးတယ်တော့ဣတိတိမာရိတိတိမောတဲ့ဣတိတာတိတတ်တဲ့နိဗ္ဗာန်ကိသတိတိကောနိဗ္ဗာန်ကိုသွားတယ် မောဇာတော့ဂောဇာတိမကောတဲ့အဲ့ဒီမဲ့ဆိုတာဘာလဲလို့မေးလေတော့တိကိရိတာတွေတတ်တဲ့နှစ်နိဗ္ဗာန်ကိုသွားတယ်အဲ့ဒါကြောင့်မက္ကလို့ခေါ်ပါတယ်အဲ့တော့တိဖို့ဆိုတာကမက္ကင်တရား၈ပါးကိုကြည့်ပြီးတော့ဒါကဒုက္ခပဲဒါကဒုက္ခဖြစ်ကြောင်းပဲဒါကဒုက္ခ၆ရသွားတဲ့ကြောင်းပဲအာသတိပဲတစ္ဆာ၄ပါးကိုအဲ့လိုတိဖို့ရတယ်မက္ကင်၈ပါးကိုကျင့်ခိုင်းတာတဲ့ဘုရားကအဲ့တော့ဒုက္ခသမုဒယနိရောဓနဲ့အဲ့တစ္ဆာ၄ပါးကိုတိလို့ ဖျက်ရှင်ကိုရောမြည်ကြည့်စားတဲ့ဒီဟာသူတော်ကောင်းစီတန်တရာကကြွကြလွကြစတုဏဘိကဝရိယသစ္စာနာသစ္စာလေးပါးကိုမသိတဲ့အတွက်တာကြောင့်ငါဖျက်ရောမင်းတို့ပါတန်တရာမှာလဲရတာကြားလာပြီလို့ဖျက်ကဒီလိုပြောတယ်အဲကြောင့်ဦးဇင်းတို့တို့သူတော်ကောင်းတို့တွေဟာဒါနလူသီလဆောက်တည်ဘာဝနာပွားများတရားလို့အထူးကြတယ်ဆိုတာကအတိအသင့်တိထိုက်တဲ့ဟာတွေတိဖို့ ဘယ်တော့မှမတိသေးတဲ့တရားတွေသိဖို့ဘယ်တော့မှမျက်မှောက်မပြုဖို့ဘူးတဲ့တရားတွေကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ဒီတရားလို့တွေအထောက်ကြတယ်လို့ဒီလိုမှတ်ကြမယ်တဲ့ရှင်သာရိပုတ္တရာကဒီလိုပြောတယ်။အဲဒါဆိုတော့ကောင်းတို့တွေဓမ္မဆက်ကြမှာသိဖို့မြတ်စွာဘုရားကအရှင်ကုဏ္ဍညာကြီးသက္ခုကရဏီညာနာကရဏီအဘိညာယဥပသမယသမောရာယနိဗ္ဗာနာယသံဝတ္တတိအာရှင်ကုဏ္ဍညာကြီးညာမျက်စိဖြင့် တစ္ဆာလေးရတရားမြတ်ကိုမြင်သွားပြီဆိုပြီးတော့ဒီလိုပြောတယ်။အဲကြောင့်ဦးဇင်းတို့တို့ဒီနေရာမှာရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးဖြေတာကဘာအတွက်ဘာသာတရားလိုက်တာကျင့်သုံးကြသလဲမြည်တော့မတိသေးတာတွေတိဖို့မရသေးတာတွေရဖို့ကျင့်သုံးကြတယ်လို့ဒီလိုပြောပါတယ်။အဲကြောင့်တရားချင်းကြီးဆိုတော့ဇင်းများလဲဤကဲ့သို့ဓမ္မတိအလုံးကိုသိရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောင်လန်းနိုင်ကြတဲ့ သူတော်ကောင်းများဖြစ်ကြပါစေကုန်တည်း